သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လျှက်စစ်ယထပြေးဆွဲနိုင်ရေးမလွဲမသွေလှုပ်ဆောင်ရမယ်လို့ပြောဆိုထားတဲ့စစ်ခေါင်းဆောင်ကဘက်ထရီမိယထစက်ကောင်းများမှာယူထားကစတင်သုံးဆွဲမယ်လို့ပြောလာပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုင်ငံအတွင်းမှာလျှက်စစ်ရထားပြီးဆွဲနိုင်ရင်မလွဲမသွေလှုပ်ဆောင်ရမယ်လို့ပြောဆိုထားတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဘက်ထရီမီးရထားစက်ကောင်းများမှာယူထားပြီးမကြခင်အသုံးပြုနိုင်တော့မှဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။တည်ယူပို့ဆောင်ရေးလုပ်ငန်းများမှာ73စီကိုရှော့ချတင်သွင်းနိုင်ရန် EV ကားများတင်သွင်းလာပြီးယခုအခါလျှက်စစ်ရထား EMU များပြေးဆွဲနိုင်ရေးအစားလျှက်စစ်လိုအပ်ချက်အတွက်ဘက်ထရီစနစ်သုံးမီးရထားစက်ကောင်းများအသုံးပြုတော့မယ်လို့စစ်ကောင်းဆောင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကယမန်နေ့မေလ20ရက်နေ့နေပြည်တော်မှာပြုတ်လုတဲ့စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာထို့သို့ထည့်သွင်းပြောဆိုသွားခဲ့ကြောင်း၎င်းတို့ရဲ့ဝါဒဖြန့်သတင်းစာများအရသိရှိရပါတယ်။ပို့ဆောင်ရေးနဲ့ပတ်သက်ပြီးလျှက်စစ်စွမ်းအင်သုံးပို့ဆောင်ရေးစနစ်ကိုဆက်လက်အကောင့်ထည့်ပေါ်၍တက်နိုင်သည့်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းမကြာမီကာလအတွင်းဘက်ထရီစနစ်သုံးမိရထဆက်ကောင်းများလည်းရောက်ရှိလာတော့မှာဖြစ်ပြီးစတင်အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့စစ်ကောင်းဆောင်အကြံဖတ်မင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။ ဒါအပြင်နှစ်စဉ် American Dollar 9ဘီလီယံတန်ဖိုးရှိတဲ့73စီများကိုတင်သွင်းနေရတဲ့အတွက်လောင်စာဆီတုံးဆွဲမှုလျှော့ချနိုင်ရင်လျှက်စစ်စွမ်းအင်တို့မော်တော်ယာဉ် EV ကတင်သွင်းမှုကိုခွင့်ပြုပေးခဲ့ပြီး EV ကတင်သွင်းမှုမှာလည်းနိုင်ငံခြားငွေလိုအပ်ချက်ရှိနေတဲ့အတွက်ကန့်သတ်မှုများရှိနေတယ်လို့၎င်းကဆိုပါတယ်နိုင်ငံသားငွေဈေးမြင့်တက်နေမှုမှာပြည်ပကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာနေသူများနဲ့ နိုင်ငံခြားငွေသုံးဆွဲများပြားလျက်ရှိပြီးနိုင်ငံခြားငွေလိုအပ်ချက်ရှိနေတဲ့အတွက် EV တင်သွင်းမှုမှာကန့်တတ်မှုများဖြစ်နေကြောင်းစစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်။အများပြည်သူတို့တည်ယူပို့ဆောင်ရေးလုပ်ငန်းများကိုပုံမအားပေးဆောင်ရွက်ပြီးအသုံးပြုမှုများပြားလာမည်ဆိုပါကနှစ်စဉ်ပြည်ပမှလောင်စာဆီတင်သွင်းနေမှုများကိုရှော့ချနိုင်မှာဖြစ်ကြောင်းလည်းထည့်သွင်းပြောဆိုထားပါတယ်။လျှက်စစ်သုံးဆွဲမှုကိုပြည်တွင်းထဲမှာအလက်ကျအုပ်စုစနစ်နဲ့မျှဝေသုံးဆွဲနေရပေမဲ့ နိုင်ငံတွင်းလျှက်စစ်ယထာ EMU ပြေးဆွဲနိုင်ရင်မလွဲမသွေပြောင်းလဲရမယ့်လုပ်ငန်းတစ်ခုဖြစ်တယ်လို့ပြောဆိုထားတဲ့စစ်ကောင်းဆောင်ကယခုအခါဘက်ထရီစနစ်သုံးမိယထာစက်ကောင်းများမှာယူထားပြီးစတင်သုံးဆွဲမှဖြစ်ကြောင်းပြောကြားလာပြန်ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ကြောက်ဖြူမှာအေးအေးသိမ့်ပိုက်ထားတဲ့စခန်းငယ်များကိုစစ်ကောင်စီပြန်လဲရယူရန်ကြိုးပမ်းဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ တရုတ်စစ်ပွားရေးဆုံး SCZ ရှိတဲ့ကြောက်ပြူမြို့နယ်မှာအရခတ်တက်တော် AA မှတိမ့်ပိုက်ထားတဲ့စခန်းငယ်များကိုစစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ပြီးပြန်လည်ရယူရန်ကြိုးပမ်းနေကြောင်းစစ်ရေးတရင်အရင်မြင်များနဲ့ဒေသခံများထံကနေသိရှိရပါတယ်။ကြောက်ပြူရန်ကုန်ကလန်မင်းတက်တောင်ကြီးရွာမှာရှိတဲ့ကာကင်းစခန်းငယ်များနဲ့ဆက်မှုလက်မှုတိမ့်ပန်ကြောင်းမှတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုအရခတ်တက်တော် AA ကပြီးခဲ့တဲ့ရက်ပိုင်းကတိမ့်ပိုက်ထားပေမဲ့စစ်ကောင်စီကလေကြောင်းမှပြန်လည်တိုက်ခိုက်နေကြောင်းစီဒီအမ်ပိုကြီးစင်ယော်ကပြောပါတယ်။ ကြောက်ဖြူကတနေ့တက်တနေ့အရှိန်ရလာတယ်လို့ပြောရမယ်။အေအေဘက်ကတိုက်ကွက်ဖော်လာပြီးအရင်ကစစ်ကောင်စီစစ်ကြောင်းထွက်လာတာကိုတိုက်ရာကနေအခုစစ်ကောင်စီအခြေပြုထားတဲ့စခန်းငယ်တွေကာကင်းစခန်းတွေကိုစပြီးတော့တင်ပိုက်ပြီးအရခတ်တက်တော်အခြေပြုနေတယ်။တင်ပိုက်ပြီးဆိုပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကတော့အတိမ်အဆုပ်ရှိတယ်။အဲ့ဒီနားလေးမှာလေကြောင်းတိုက်ခိုက်မှုကြောင့်ရဲ့သူတို့ရဲ့ဒဏ်မြန်စစ်ကြောင်းရင်မှာစုတ်ကြည့်တက်ကြည့်ဖြစ်နေတာတွေရှိတယ်။ ဒါပေမဲ့အခုလက်ရှိအခြေအနေအထိမှာတော့ဒီနေ့မနေ့အထိအရခတ်တပ်တော်တွေအခြေပြုတ်နေတာရှိတယ်။စစ်ကောင်စီကလည်းလေကြောင်းရောဒရုန်းမှာတုံးပြီးပြန်တိုက်လာတာတွေရှိတယ်။အခုတိုက်နေတာကတော့အခုရဲတပ်ဖွဲ့ခွဲရှိတဲ့နေရာမှာတိုက်နေတာလို့၎င်းကဆိုပါတယ်။စစ်ကောင်စီက၎င်းတို့လက်လွတ်ခဲ့ရတဲ့မင်းတပ်တော်မှာရှိတဲ့ကာကင်းစခန်းငယ်ကိုမေလ16ရက်နေ့နဲ့20ရက်နေ့က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်တာကိုတွေ့ရကြောင်းကြောက်ဖြူမြို့ကန်တအူးကလည်းမစ်စီမာကိုပြောပါတယ်။ ်မနေ့ညကလေရင်နဲ့လာတယ်ညာ၈နိုင်အထိတိုက်ပွဲပြင်းထန်နေတာဒီနေ့မနက်6နိုင်လောက်ကတော့စစ်တပ်ကပစ်တဲ့လက်နက်ကြီးတန်နှစ်ချက်ကြားရတယ်လို့၎င်းကဆိုပါတယ်ပြီးခဲ့တဲ့မေလ18ရက်နေ့အထိကြောက်ဖြူမရေးကျွန်းနဲ့မလန်းမကန်းမှာတိုက်ပွဲများဖြစ်ပွားနေပြီးမေလ19ရက်နေ့မှာရေနံပိုက်လိုင်းနဲ့မလကျွန်းကြေးရွာမှာရှိတဲ့ဒန်ငွေတပ်စင်ဆက်ယုံ OGT ကိုစစ်ကောင်စီတပ်သားများအကာအကွယ်ယူလာခြင်းကြောင့်နှစ်ဖက်စစ်ပွဲအရှိန်တန့်သွားကြောင်းတပ်တွင်းအကြီးအကဲနဲ့နှိစက်သူထံကနေသိရှိရပါတယ် သို့သောတရုတ်ပိုက်လိုင်းရှိရာမရေကျွန်းဘက်မှတိုက်ပွဲမဖြစ်ပွားရန်နှစ်ဖက်လုံးကတရိထကင်တွယ်နိုင်ခြင်းကြောင့်တိုက်ပွဲမှာအကန့်အသတ်ရှိနိုင်ကြောင်းဗိုလ်ကြီးစင်ရောကသုံးသပ်ပါတယ်။မရေကျွန်းဘက်ကတော့အေအေတို့ဘက်ကလောက်ရကင်ရတာကြက်မဲ့သဘောရှိတယ်။တိုက်စစ်စင်ရမှာအကန့်အသတ်ရှိတယ်လို့စစ်ကောင်စီဘက်ကလည်းလေကြောင်းကိုသူတို့ထင်တယ်လို့လုပ်လို့မရဘူး။မရေကျွန်းရေနဲ့စိတ်ကန်းကိုမှားကျင်မိရင်တော့တရုတ်စိတ်ညှိုးညင်းအောင်စစ်ကောင်စီကလုပ်မှာမဟုတ်ဘူး။အေအေကလည်းကြောက်ဖြူကိုအားလုံးရသွားပြီဆိုရင်တရုတ်နဲ့သူတို့စကားပြောရမှာဆိုတော့မျက်နှာပြက်အောင်တော့လုပ်မှာမဟုတ်ဘူ ထိတာနဲ့စည်ရည်အရပြောင်းသွားမဲ့သဘောပဲအဲဒါကြောင့်နှစ်ဖက်စလုံးကရှောင်ပြီးစစ်ကစားသွားမဲ့အနေအထားကိုတွေ့နေရတယ်လို့ဆိုပါတယ်စည်ရည်တရင်အစ်မြင့်များနဲ့ဒေသခံများရဲ့အဆိုအရအာရခတ်တက်တော်အေအေထိုးစစ်ဆင်ထားတဲ့ဒိုးတန်းတောင်တက်ဟုခေါ်တဲ့အမှတ်30နှစ်ရစ်တက်ရင်မှာလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေပြီးဂုံးချွင်ကြေးရွာအနီးမှာရှိတဲ့ခမရ၅လေးတုံးမှလည်းစည်ရည်တင်းမာနေကြောင်းသိရှိရပါတယ်ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့ဒညဝတီရေတပ်ဌာနချုပ်ကျောက်တလုံးဖျားအနီးမှာရှိတဲ့ခမရ၅လေးနှင့် ဂုံချွင်ရွာအနီးမှာရှိတဲ့ခမရ943ခလာရ34မြို့အနီးမှာရှိတဲ့အမှတ်32ရေတက်ရင်းနဲ့တောင်မော်ကြီးရေတက်ဌာနခွဲတို့တည်ရှိပါတယ်။အရခတ်တက်တော် AA အနေနဲ့ရခိုင်ပြည်နယ်မှာနပ်ပခတိုင်စစ်ဌာနချုပ်အပါအဝင်မြို့14မြို့ကိုတင်ပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင် စတဲ့နောက်ဆုံးလက်ကျန်3မြို့ကိုတင်ပိုက်ရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့တဲ့စစ်ကောင်စီရဟတ်ရင်ကို KIA ကထပ်မံပြစ်ခတ်ဖျက်ဆီးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ကမေလ20ရက်နေ့မှာပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ရင်နှစ်စီးအနက်ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်ကိုယနေ့မေလ21ရက်နေ့မွန်လွဲပိုင်းမှာ KIA တပ်မဟာ17ရဲဘော်များကတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ကချင်စည်ရေးတရင်အရေးမြစ်ကဆိုပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းလက်ကျန်စစ်ကောင်စီရဲ့အမှတ်23စစ်စင်ရေးကုတ်ကဲမှုဌာနချုပ် စကခ27ကိုစစ်ကူလာပို့တဲ့ရဟရင်3စီးအနက်2စီးကို KNA ကပစ်ခဲ့ရမှာဒစီးမှာရွှေကူမျိုးနဲ့15မိုင်ခန့်အကွာမှာပြက်ကျခဲ့ပြီးဒစီးကတော့ရွှေကူမျိုးကိုရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ဆိုပါတယ်။မနေ့ကရွှေကူမျိုးခလာရ56မှာတွားဆင်းတဲ့ရဟရင် MI17 ကိုဒီကနေ့ညနေပိုင်း2နာရီကျော်ကျော်လောက်မှာ KNA တပ်မဟာ17အဖွဲ့တွေလက်နက်ကြီးနဲ့တွားပစ်တာရဟရင်အကုန်လုံးပျက်စီးချေမွသွားပြီးအဲဒီမှာရဟရင်ကိုကာဗာလုထားတဲ့တန်ချက်က2စီးရှိတယ်။ truck ကနှစ်စီးရှိတယ်လေးစီးပေါ့အဲ့ဒါလေတော်တော်ပျက်စီးသွားတယ်ရဟယင်ကတော့ရစရာမရှိတော့ဘူးအကုန်လုံးကြေမွသွားပြီလို့ကချင်စီရေးတရင်အရင်မြစ်ကဆိုပါတယ်ရွှေကူမျိုးပေါ်မှာအေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟယင်မှာတိမှန်ပျက်စီး၍ပြန်တန်းနိုင်မှုမရှိတော့တဲ့အခြေအနေမှာ KNA ကထပ်မံပြီးတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဆိုပါရဟယင်ကိုထပ်မံတိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး KNA တရင်ပြန်ကြားရေးဌာနတာဝန်ခံပုံမူကြီးနော်ဘူးထံကိုဆက်သွယ်မေးမြန်းရမှာ ျွန်တော်လည်းကြားပါတယ်ခင်ဗျာအခြေအနေတွေတရင်အချက်လက်တွေပြပြဆုံဆုံမရသေးတော့အတိပြုမပြောသေးတာပါတရင်ကစောင့်ရမှာပါကြားတာတော့ကြားပါတယ်မှန်တော့မှန်လောက်ပါတယ်ဒါပေမဲ့ပြေဆုံးမှုမရှိလို့တရားဝင်မပြောတာပါလို့ဆိုပါတယ် KIA အနေနဲ့ရဟယင်နှစ်စီးထိမှန်အောင်ပြစ်ခတ်နိုင်မှုကိုဗိုလ်မှူးကြီးနော်ဘူးကအတိပြုထားပါတယ် တော်အတွင်ပြက်ကြတဲ့ရဟတ်ယင်အနီးမှာစစ်ကောင်စီဗိုလ်ကြီးတဦးရဲ့အလောင်းကိုတွေ့ရှိထားပြီးရွှေကူမြို့ပေါ်မှာအရေးပေါ်ဆင့်သက်ခဲ့တဲ့ရဟတ်ယင်ကလည်းခရီးမဆက်နိုင်ပဲရွှေကူမြို့မှာပင်ရှိနေစေဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူကယနေ့မေလ22ရက်နေ့နေ့လယ်ပိုင်းမှာပြောထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရန်ကုန်တန်လင်းတံတားအစင်းမှာဆက်ကြီးကောက်နေတဲ့အကျန်းဖတ်စစ်သားနဲ့ရဲများကိုမိုက်ခွဲမှုထိခိုက်သေးဆုံးနိုင်မှုရှိကြောင်းတရင်တင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းတန်လင်းမြို့နယ်တန်လင်းတံတားအစင်းလက်မှတ်ဂိတ်မှတ်တိုင်အနီးဆက်ကြီးကောက်နေတဲ့စစ်ကောင်စီအကြမ်းဖက်စစ်သားနဲ့ရဲများကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာထိခိုက်သေးဆုံးမှုများရှိနိုင်ကြောင်း Operation Flame OF မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ် ယနေ့မေလ22ရက်နနက်10:00နာရီဝန်းကျင်ကတန်လင်းမြို့နယ်မြို့ဟောင်းအနောက်ရက်ကွက်တန်လင်းတရားအစင်လက်မှတ်ကိမှတ်တိုင်အနီးမှာပြည်သူကားများကိုအမြဲတမ်းဆက်ကြီးကောက်နေတဲ့အကျန်းဖတ်စစ်တပ်လက်အောက်ခံရင်တင်းရဲများနဲ့လုံခြုံရေးယူပေးနေတဲ့အကျန်းဖတ်စစ်သားနဲ့ရဲများကိုအဝေးထိန်မိုင်းတုံးပြပြီးပောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ပြင်းအားမြင့်အဝေးထိန်မိုင်းတလုံးအုံပြုပောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။အကျန်းဖတ်တပ်သားတွေထိခိုက်နိုင်ခြေရှိပါတယ်လို့ Operation Flame OF မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်ကောင်စီလက်အောက်ခံစစ်သားရဲများထိခိုက်မှုရှိနိုင်ပြီးအသေးစိတ်အခြေအနေများအစုံစမ်းနေစေဖြစ်ကြောင်းစစ်စင်ရေးပြီးဆုံးပြီးနောက်တော်လန်ရေးအဖွဲ့သားများအားလုံးဘေးကင်းရာကိုရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်တန်လင်မှပြည်သူများကလည်းယနေ့တန်လင်တရအစင်းဂိတ်မှာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ဒီမှာမှန်ကန်ကြောင်းပြောဆိုကြပါတယ် အဆိုပါစစ်စင်ရေးကို Operation Flame OF မှာရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဆက်လက်၍ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲကအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမုန်းသွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ပောင်းတယ်မှာရှိတဲ့တိန်ကုန်းတာဝါတိုင်းစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ခံရမှုများကြောင့်စခန်းစွန့်ခွာထွက်ပြေးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတယ်မြို့နယ်တင်ကုန်းကြေးရွာအခြေစိုက်စစ်ကောင်စီအကြမ်းဖက်တပ်စခန်းတစ်ခုဖြစ်တဲ့တင်ကုန်းတာဝါတိုင်းစခန်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာပြီးခဲ့တဲ့မေလ၁၈ရက်နေ့ကစခန်းစွန့်ခွာထွက်ပြေးသွားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် BU 21ပြည်ခရိုင်363ရက်နှစ်တည်ရင်ထံမှသိရှိရပါတယ်။တင်ကုန်းတာဝါတိုင်းစခန်းမှာတပ်မ66လက်အောက်ခံတပ်စခန်းတစ်ခုဖြစ်ပြီး ၎င်းတို့ကိုတော်လိုင်းရေးတပ်ဖွဲ့များကမေလ18ရက်နေ့မှစတင်ကအင်အားဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ထားရမှာစကန်းစွန့်ခွာထွက်ပြေးသွားပြီးနောက်မေလ19ရက်နေ့မှာတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကစကန်းသိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီဘက်မှာတော့သူတို့စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတော့မရှိတော့ဘူးပေါ့နော်။မြို့အနီးနားမှာပဲရှိတော့တယ်။မြို့နဲ့ကြားတဲ့ကြောက်ကြီးတောင်စကန်းတစ်ခုပဲရှိတော့တယ်။ ပြီးခဲ့တဲ့မေလ12ရက်နေ့ကလည်းတစ်ပုတ်တာဝါတိုင်းစခန်းကစခန်းဆွတ်ခွာသွားတာရှိပါတယ်လို့ပြီးခရိုင်363နှစ်တရင်တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူရဲဘော် Restar က Airwari Time ကိုပြောပါတယ်လက်ရှိမှာစခန်းဆွတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပြည်မြို့မှာတဆင့်ရခိုင်ရိုးမှာရှိတဲ့နေရာများမကွေးတိုင်းမှာရှိတဲ့တော်လရင်နေမြေများကိုပို့ဆောင်နေကြောင်းလဲတရင်363နှစ်ထံမှနေသိရှိရပါတယ် တိမ်ကုန်းတာဝါတိုင်းစခန်းမှာ၎င်းအနီးတစ်ဝိုက်ရှိပတ်ဝန်းကျင်ဒေသများကိုနေမြေထိန်းချုပ်ထားတဲ့စစ်စခန်းတစ်ခုဖြစ်ပြီးဒေသခံများကိုပေါ်တာဆွဲခြင်းကြေးရွာများကိုမိရှို့ဖျက်ဆီးခြင်းအရက်သားများကိုတတ်ဖြတ်ခြင်းများလုပ်နေတဲ့အကြမ်းဖက်စခန်းတစ်ခုဖြစ်ကြောင်းလည်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ18ရက်နေ့ကတိမ်ကုန်းတာဝါတိုင်းစခန်းကိုစစ်အင်အားဖြည့်တင်းရန်လာတဲ့အင်အား80ပါအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုပြီးခရိုင်တရင်363 3639နဲ့ပြီးခရိုင်ပကပအဖွဲ့တို့မှဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီအကြမ်းဖက်တပ်သား၃ယောက်တိတ်ဆုံသွားပြီးစစ်ကောင်စီဘက်မှအဆိုပါစခန်းအတွင်းကိုထွက်ပြေးဝင်ရောက်သွားခဲ့ကဆက်လက်ပိတ်ဆို့တိုက်ခိုက်ခံရပြီးနောက်စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ပါပါစေခင်ဗျာ။